အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလဲပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဒီနေ့ညကနေပြီးတော့ဆုမကောင်းတောင်းပီးလိုက်ပါတယ်ဘောနောအဲ့တော့ကျွန်တော်မနေ့ညကတော့ဒါကျွန်တော်အစ်စ်နဲ့လူပွဲမှာတော့ Arsenal တင်ကဒါကျွန်တော်တို့ Newcastle United ကိုဒါကျွန်တော်တကူတဲ့တော့တွင်းကုန်းနဲ့တူအနိုင်ရရှိပြီးတော့ Arsenal တင်ကလာမေ့ဒါကျွန်တော်တို့အဲဘောလာဘက်ပွဲစဉ်တွေအတွက်ဒါစိတ်ပူစရာမလိုတော့မယ်နဲ့အစ်စ်နဲ့နေရာကို AACC ဒါကျွန်တော်တို့ စိတ်ချမ်းသာလက်ချမ်းသာနဲ့အေးစစ်စစ်နီလာလူရတဲ့နေထိုင်ရောက်သွားခဲ့ပေါ့နော်အဲ့တော့ဒီနေ့ပေါ်စံမှာ Newcastle United အဓိကထိုးနှက်ချက်တစ်ခုဖြစ်ခဲ့တာကတော့သူရဲ့တိုက်စင်မှုဖြစ်တဲ့ Alexander Isak မပါဝင်လာတဲ့နေကတာတော့သူတို့တက်တော်တော်လေးကိုထိုးနှက်မှုကြီးမားခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်။ဘာလို့ဆိုဒီနေ့ပေါ်စံမှာ Newcastle United ကစားပုံကတော်တော်လေးကိုကောက်ခဲ့တယ်။ကွင်းလယ်ပိုင်းနောက်တန်းဒါတောင်မန်ဒီကအစားပြောစရာမလိုပဲနဲ့တိုက်စစ်ပိုက်ရဲ့ဒါကောက်ကမွစ်စင်တယောက်ထဲအားနေနေမှုကဒါ City ဟောကျွန်တော် Newcastle United အသင်းအတွက် တော်တော်လေးကိုဒါကျွန်တော်တို့အပြစ်မြင်စရာဖြစ်နေခဲ့တယ်ဗောနော်တပတ်ကဒါကျွန်တော်အာဆိုသင်းဘက်ကပြန်ကြည့်အောင်အာဆိုသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ခါတိုင်းမြင်နေကြအာဆိုသင်းနိုင်မဲ့တိတ်ပြီးတော့ဒါကျွန်တော်ထူးထူးဆက်ဆက်နေမတွေ့ရပဲနဲ့ဒါကျွန်တော်လက်ရှိမှာအာဆိုသင်းနဲ့စုဖွဲ့ကောင်းတဲ့အာဆိုသင်းကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်ဒါလာလက်ရှိအာဆိုသင်းရဲ့နောက်ဆုံးအိမ်ဝင်ပွဲစဉ်ဖြစ်တာနဲ့အညီဒီနေ့ပွဲစဉ်မှာဒါတချို့ပြည်သက်တွေကစားသမားတွေနေနဲ့လဲဒါကျွန်တော်တို့ ပရိသတ်တွေကိုနှုတ်ဆက်ခွင့်ရခဲ့တဲ့ဥမာဒါကျောင်းတီအန်နီချော်ကင်ဟိုအနီးပြတွေနဲ့လည်းတာဝန်ကြီးပုံစံဒီကစားသမားတွေကိုနေရာပေးခဲ့ပြီးသူတို့အနေနဲ့ဘလောက်ထိဒါကျွန်တော်တို့ပရိသတ်တွေကိုနှုတ်ဆက်ခြင်းတွေလဲတော့မသိဘူးเนาะတီအန်နီဆိုတာကျွန်တော်တို့ဒါအဲပရိသတ်တွေကိုတော့ပွဲပြီးတဲ့အချိန်မှာနှုတ်ပတ်ပြီးနှုတ်ဆက်ခဲ့တယ်။ဂျော်ကင်ဟောင်းရတဲ့တိရတိုင်မှာတရားသီးခွန်ရအသင်းကထွက်ခွာတော့မှဖြစ်တယ်။အဲ့တော့ ဒါဒီနေ့ပွဲစဉ်မှာဒါကျတော့အာစတုံသင်းကဒါအစစ်နှစ်နေရာမှာဆက်လက်ရပ်တည်ဖို့အတွက်အနိုင်သုံးမှတ်ကတော်တော်လေးကိုလိုအပ်တဲ့ပွဲစဉ်မလို့အာစတုံသင်းကကစားပွဲကိုတည်တည်ချာချာကစားခဲ့တယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်အဒီနေ့ပွဲစဉ်မှာဒါကျတော်တို့ရိုင်ယာတယောက်ပဲရည်ရတယ်ဗျဒါဒေးဗစ်ရိုင်ယာတယောက်ဒါဘာလို့လုပ်တယ်မှမသိဘူးဒါကောင်လေးဒါကျတော့ရောင်းလေသူကိုယ်တိုင်ရောင်းတယ်သူကိုယ်တိုင်ပြန်ပြီးတော့ safe လုပ်တာကိုတွေ့ရမယ်တဲ့မှာပါတယ်သူသူကိုယ်တိုင်တယောက်ထက်တိုင်ပတ်နေတဲ့ဒါကျတော်တို့အဲဒေးဗစ်ရိုင်ယာကိုကျွန်တော်တွေ့မြင်တွေ့ရမြင်ရမယ်တဲ့မှာပါတယ်ပေါ့အဲ့တော့မိသွေးပင်ဆိုစေကောင်မှုဒီနေ့ပွဲစဉ်မှာအဓိကအာစတုံသင်းအတွက်ကသုံးမှတ်ကတော်တော်လေးကိုရည်ကြည့်ခဲ့တယ် ဒါပေမဲ့ဒီနေ့ပေါ်သမတာကစားပုံကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တိုက်အာဆိုရဲ့တိုက်စစ်ပိုင်းကဒါတိုက်စစ်မှုစစ်စစ်ဆက်လက်ပြီးလိုအပ်နေသေးဆိုတာဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုပြသမှုတွေရှိခဲ့တယ်။အဲ့တော့ဒီနေ့ပေါ်သမအာဆိုသင်းရဲ့ကွင်းလန်ပိုင်းကမဆိုးဘူးဒါကျွန်တော်ဘယ်လန့်နေတယ်။ဒက်ကလန်ရိုက်စ်ကဒက်ကလန်ရိုက်စ်ပဲခုနောက်ပိုင်းမှာဒါကျွန်တော်ဒီနေ့ရဲ့အာဆဲအကောင်းဆုံးကစားသမားကြီးတယောက်ဆိုတာဆက်လက်ပြီးဒက်ကလန်ရိုက်စ်ကပြသနေသေးဖြစ်တယ်။အဲ့တော့ဒါသောမက်စ်ပါတီပိုင်းဒက်ကလန်ရိုက်စ်ဂိုးသွင်းဆိုင်မင်းတက်တယ်ဆိုတာဆက်လက်ပြီးကျွန်တော်တွေးနေရသေးဖြစ်တယ်။အဲ့တော့ ဒီပွဲစဉ်မှာဒါကျွန်တော်ဒီပွဲပြီးတဲ့အချိန်မှာအာတိတာပြောသွားတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။သူတို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်အပေါ်ကလူတွေသူတို့လူကိုသူတို့လုံနေတဲ့အချိန်မှာသူတို့ဟာအကောင်းကောင်းကြီးအနားယူတော့မှဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူကပြောသွားခဲ့တယ်။ဒါပေမဲ့ကျွန်တော် Declan Rice ကဒီအသင်းကဒါကျွန်တော်လူတွေကနေတချို့လူတွေထွက်ဖို့ရှိပြီးတော့ဒါကစားသမားအစ်စ်တွေရောက်လာမယ်ဆိုပြီး Declan Rice ကလည်းဒါကျွန်တော်တရားဝင် confirm လုပ်ခဲ့တယ်။အဲ့တော့ Arsenal ပြည်တဲ့ဒီနေ့ပွဲစဉ်ကသူတို့တို့ဒါကျွန်တော်တို့လာမယ့်ရာသီအတွက်ဒါ strong ဖြစ်စီမဲ့စကလုံးရဲ့အတူအာတိတာကနှုတ်ဆက်ပြခဲ့တာတွေ့ရမယ်။ Newcastle United ဘက်ကတစ်ဖက်ကပြန်ကြည့်မယ်ဆိုတော့ Newcastle United ကအလုံးမပြီးသေးဘူးဗျ။အ ဆင့်3နေရာမှာဆက်လက်တည်မြဲယူတဲ့ဆက်လက်ပြီးကြိုးစားရမယ်အဲ့တော့ Chelsea အသင်းအတွက်နောက်ဆုံးအခြေအနေဒီဒါကျွန်တော်အဆင့်3နေရာမှာဒါကျွန်တော် high end ဖြစ်ဖို့အတွက်မျှော်လင့်ချက်တွေရှိလာခဲ့တယ်လို့ပြောလို့ရတယ်လာမယ့်ပတ်မှာဒါကျွန်တော်တကယ်ကိုကောင်းမဲ့ပွဲကြီးပွဲကောင်းပြောလို့ရတယ်မှာပါတယ်အဆင့်9က Northern Forest ကနောက်ဆုံးအခြေအနေဒီဒါကျွန်တော် Champion League မျှော်လင့်ချက်တွေရှိသေးတယ်လို့ဆိုလို့ရမယ်တော့ပါတယ် City သင်းကအခုလက်ရှိအချိန်မှာဒါကျွန်တော်တို့ပုံပွင့်လင်းလင်းပြောရမယ်ဆိုတော့ဒါ flash sheet အခြေအနေတွေရသူတို့အနေနဲ့ CD အသင်းကပေါ့နော်ဒါကျွန်တော်တို့ အဆင့်3နေရာမှာတို့လည်းဒါကျွန်တော်ပြီးသွားဖို့တဲ့ ready ဖြစ်နိုင်တဲ့နေရာမှာရှိပါကြောင့်လို့ဆိုတော့လာမယ့်ဒါကျွန်တော်ဘုံမောင်းတဲ့ပွဲစဉ်မှာသာ CD သစ်နိုင်ယူခဲ့မယ်ဆိုတော့68မှတ်နဲ့ဒူတာအဆင့်3နေရာကိုရောက်ရှိသွားခဲ့မှာဖြစ်တယ်။အဲ့တော့ဒါ CD ဘက်ကပြန်ကြည့်မယ်လို့တော်တော်လေးကိုယဉ်နာဖို့ကောင်းတာကဆောက်တန်ပွဲစဉ်မှာသာအနိုင်ယူထားခဲ့မယ်ဆိုရင်အခုလက်ရှိမှာ Arsenal အသင်းကိုဒါကျွန်တော် final day မှာဒါကျော်ဖြတ်ပြနိုင်မယ့်အခွင့်အရေးတွေရှိခဲ့ပေမဲ့နောက်ဆုံးနေ့မှာဒါကျွန်တော်လက်ရှိမှာ CD သစ်နဲ့ဒါဆောက်တန်အသင်းကိုဒါကျွန်တော်တို့ဒါမနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ဒါ CD သစ်နဲ့အခုလက်ရှိမှာအဆင့်3နေရာလောက်တော့ဒါအမှန်လို့ရအဲ့တော့ဘီတို့မဲ့စိုးစေးကမှာအခုလက်ရှိမှာအဆင့်3က နေအဆင့်9အထိကဘယ်အသင်းကချန်ပီယံလိဝင်မလဲဆိုတော့အခုချိန်အထိတည်တည်ချာချာမှန်းလို့မရတာပဲ။ဘာလို့ဆိုအဆင့်9က65နဲ့အဆင့်3က66တကယ်တော့ပြန်စဉ်းစားကြည့်မယ်ဆိုအဆင့်3နဲ့အဆင့်9ဒီ၄သင်းနဲ့ဒီဒီ၄သင်းကြားထဲမှာတတ်မှတ်ပဲကွာမှုရှိ။အဲ့တော့ညူကဆယ်အသင်းတို့ကဒီနေ့ပွဲစဉ်ရဲ့ရှုံးနေမှုက တော်တော်လေးကိုကြီးမားခဲ့တဲ့အနေအထားမှာရှိ။အဲ့တော့လာမယ့်ရသက်တစ်ပတ်မှာညူကဆယ်ယူနိုက်တက်အသင်းနေနဲ့ဒါကျွန်တော်တို့ဒါအမှတ်မလူတော့တဲ့ Everton နဲ့တွေ့မယ်အတွက်ကြောင့်မလို့သူတို့နေတာ Everton ကိုနိုင်ရမယ်ဆိုတော့ Champions League ဝင်ငွေတို့အတေချာလောက်နေနေရှိပါမယ်။ဒါပေမဲ့လက်ရှိမှာနောက်ဆုံးပွဲစဉ် ေအထိဒါကျွန်တော် Champion League ဝင်ခွင့်မှာဘယ်အသင်းကရသွားမလဲဆိုတော့ Liverpool ကိုစိတ်ဝင်စားဖို့ကောင်းမယ်တကယ်တမ်းပို့ပြီးစိတ်ဝင်စားဖို့ Champion League ကောင်းမယ်နေတာကဒါကျွန်တော် Northampton Forest အသင်းနဲ့ Chelsea အသင်းတွေပုံစံဖြစ်မယ်အဲ့တော့ Newcastle နဲ့ Newcastle ပွဲပြီးအောင်အဲ့တော့ Arsenal အသင်းနဲ့ဒီနှစ်မှာတွေ့နေမြင်နေကြအတိုင်းပဲဒါကျွန်တော်တွေ့ရမြင်ရခဲ့တယ်ဒါ Queen's Park စူးစီးမှုတစ်ချက်ချက်ကောင်းတယ်ဒါတသင်းလုံးစုဖွဲ့မှုတစ်ချက်ချက်ကောင်းတယ်ဂိုးသမားတစ်ချက်ချက်ရောင်းပြီးသူကိုယ်တိုင်ပြန်ကဲတယ်ဒါမျိုးတွေကဒီနှစ်မှာ Arsenal စီမှာခဏခဏတွေ့နေရတဲ့ trade တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီနှစ်မှာတွေ့နေရနောက်ထပ်တစ်ခွေတစ်ခုက Arsenal အသင်းနဲ့ဒါကျွန်တော်တောင်းမန်ကွင်းလေတွေကနေစင်တာဖြန့် ဖြန့်ဝေပေးမှုတွေကောင်းတယ်ပြဿနာတိုက်စစ်မှုစစ်စစ်မရှိတဲ့အာဆောသိနဲ့တိုက်စစ်မှုလင်ဟာမှုကတော်တော်လေးကိုကြီးမားနေတယ်လို့တွေ့ရတယ်အာဆောသိနဲ့လက်ရှိမှာသတင်းကောင်းတစ်ခုနဲ့သူတို့ရဲ့ဒါအဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကိုင်ဟာဗက်ဇနစ်ပွဲစမှာဒါကျွန်တော်15မိနစ်နဲ့မိနစ်20ကြာပြန်လည်ပြီးပါဝင်ခွင့်ရှိခဲ့တယ်အဲ့တော့ဒါအာဆောပြည်သက်နေနဲ့ပွဲပြီးတဲ့ချက်ပွဲပြီးခဲ့တဲ့အချိန်မှာယင်ထိတ်အောင်လုပ်သွားခဲ့တဲ့ movement တွေလည်းရှိခဲ့တယ်ဘောနော်အဲ့တော့ ြောရမယ်ဆိုရင်တော့ Arsenal အသင်းအတွက်ကဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့ပြည်သက်တွေကိုဒါဟို at least one way to say goodbye ပေါ့နော်ဒါကျွန်တော်တို့လာရာသီအသင်းမရောက်ခင်မှာဒါတနည်းတစ်ဖုံနဲ့ဒါကျွန်တော်တို့ပြည်သက်တွေကိုအဲနှုတ်ဆက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ Arsenal အသင်းရဲ့လက်ရှိရာသီမှာတော့ဒါဒီထက်ပိုကောင်းတဲ့ရာသီတစ်ခုဒါကျွန်တော်တို့ Suplar တွေပိုင်ဆိုင်နိုင်မဲ့ရာသီတစ်ခုကိုဖျက်သန်းနိုင်ဖို့တော့အများကြီးလိုအပ်လာပြီ။ Adidas ကိုယ်တိုင်ကလက်ရှိမှာပြည်သက်တွေအတွက် Suplar တွေကမဝေးတော့ဘူးဆိုတဲ့ပုံစံမျိုးဒါသူတို့အိမ်ငွေရဲ့ပြည်သက်တွေရှိမှာဒါကျွန်တော်ပြောသွားခဲ့တာကိုတွေ့ရမှာပေါ့နော်။အဲ့တော့ တဖက်ကယူကာဆယ်ယူနိုက်တက်အသင်းနဲ့အဲဒီဟောက်ကသူ့ရဲ့ယာတီကဘယ်လိုပဲဖြစ်အခုချိန်ကြီး strong ဖြစ်နေသေးတယ်ဒါပေမဲ့အခုချိန်မှာဒါပြန်စဉ်းစားကြည့်မယ်ဆိုအဲဒီဟောက်ရဲ့အသင်းကအခက်မသိရင် champion league မဝင်သွားနိုင်တဲ့အခြေအနေလေးရှိရကြောင်းမလို့နောက်ဆုံးချိန်ကြီးယူကာဆယ်ယူနိုက်တက်ကတော်တော်လေးကိုယုံရအောင်မယ်လို့ပဲကျွန်တော်အနေနဲ့ personally တူတူတယောက်ထဲအမြင်ရအမြင်ကြည့်တယ်ပေါ့နော်မြည်တော့ပဲစိုးစိကောင်းမှုဒီနေ့ပွဲစဉ်ကဒါကျွန်တော် at least entertaining ဖြစ်ခဲ့တယ်နှစ်သင်းလုံးဒါကျွန်တော်တော်တော်လေးကိုဝူးနိုင်ဆန်ခဲ့တဲ့ပွဲစဉ်ပေါ့နော်ဒါကျွန်တော်ဒါနှစ်ဖက်သင်းလုံးနေနဲ့ဒါအဆင့်နှစ်လူပွဲ PP ဘယ်သူကအဆင့်နှစ်လူချင်းလဲဆိုတဲ့ဥစ္စာကိုတွေးခဲ့ရတယ်ယူက ကစယူနိုက်တက်ကဒီနေ့ပေါ်စမှာဒါအလက်ဇန္ဒားအီဆက်မပါရတိုက်ဆက်ကတော်တော်ကြီးကိုအားနေခဲ့တယ်ဗျ။ဘာကြောင့်လဲဒီလိုပြောရလဲဆိုတော့ဒါကြောင့်ကောက်ကမ်မူဆင်နဲ့အပိုင်လုံးနေမှာအများကြီးအများကြီးရခဲ့တာရှိရဲ့။ဒါပေမဲ့ကျွန်တော်ခုနပြောသူပဲတစ်ဖက်ရဲ့ဂူတမဒါကြောင့်ဒေးဗစ်ရိုင်ယာအရန်ကောင်းခဲ့တဲ့မူနဲ့မူးမန့်နေလေအများကြီးရှိခဲ့ရတဲ့ကြောင့်မလို့ဘာတွေဘလို့ဖြစ်မလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့တဲ့ပွဲစဉ်တွေပေါ်ဆိုကျွန်တော်လည်းမှားမယ်မသိဘူး။အဲ့တော့ကြီးရရှုကအချိန်ပေးရတာတော်တော်လေးကိုတန်ခဲ့တဲ့ပွဲစဉ်တွေပေါ်ဆိုကျွန်တော်လည်းမြင်တယ်။ဒါပေမဲ့အာဆိုသင်းကနောက်ဆုံးမှာဒါကျွန်တော်တို့အဲ အနိုင်ပိုင်းသွားခဲ့တယ်လို့ပဲဆိုလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ဒီနေ့ပွဲစမှာအာဆိုသင်းနေတာပြိတ်သက်တွေကိုဒါကျွန်တော်တို့ အဲနှုတ်ဆက်တဲ့ပွဲတစ်ပွဲကတော့ဒါအချိန်ပေးရတန်ခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အာတိတအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါထုံးဝမ်းတိုင်းအဝါကပ်ပါရရှိပြီးတော့ပရိသတ်တွေကိုအင်ကွင်းနောက်ဆုံးပွဲစဉ်မှာအကောင်းဆုံးနှုတ်ဆက်ပြခဲ့တာဖြစ်တယ်အဲ့တော့အာတိတကလက်ရှိမှာနောက်ဆုံးချိန်ထိသူ့အသင်းကိုသူ give up မလုပ်သွားဘူးသူကခုနကပြောသူနောက်ဆုံးချိန်ထိသူစူးစမ်းသွားမယ်ဆိုတဲ့ဂရီတွေနဲ့သူအာဆောအင်ကွင်းမှာသူကဂရီတွေပေးပြီးနောက်ရသည်ကိုကြိုးဆိုသွားတယ်ပေါ့နော်ဒီဘက်က Newcastle United ကတော့နောက်ရသည်ကိုကြိုးစင်ခွင့်မရသေးဘူးနောက်ဆုံးပွဲစဉ်ကိုအကြီးကျယ် Everton နဲ့ဒါသူတို့ရဲ့အင်ကွင်းဒါ St James Park မှာကန်အောင်မယ်အဲ့တော့ဒါ Eddie Howe နဲ့သူ့ရဲ့အကောင်းဆုံးရသည်တစ်ခုဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ ာမဲ့ပွဲစဉ်ကိုတော့နိုင်ဖို့အများကြီးကြီးဒါပေမဲ့အဲဒီကြောင့်နေဒီနေ့ပွဲစဉ်မှာဒါအဆင်နဲ့မရလို့ကျွန်တော်တို့သိပြီဘာမှသူ့ရဲ့ legacy တစ်ခုလုံးကိုအာသူလုတ်ပြမယ်လို့တော့မထင်ဘူးဒါပေမဲ့သူ့အနေနဲ့ဒီနေ့မှာကျွန်တော်တို့အဲဒီဟာအကောင်းဆုံးနီးပြတယောက်နေကျွန်တော်ဒီနေ့မှာသတ်မှတ်ထားတဲ့အဆင့်3ရခဲ့သည်ရှိသောအဆင့်3နဲ့ကာရာဘောက်ရခဲ့တဲ့ဖလာနီးပြတယောက်နေဒါဟာသူ့အတွက်က successful ရသည်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်နေတစ်ဖက်ကတော့လက်ရှိမှာဒါကျွန်တော်အာဆိုအသင်းကလာပြန်ကြည့်မယ်ဆိုရင်တော့တော့ဟိုကနေအဆင့်နဲ့ပဲဒါကျွန်တော်ရသည်သိမ့်နေဒါဖလာကဒီနေ့မှာလက်မဲ့ဖြစ်ခဲ့တယ်ဘောနော်ဒါပြောပြောလက်ရှိမှာအာဆိုအသင်းနေဒါလာမဲ့ ယာတီမာဒီထက်ပိုကောင်းတဲ့ယာတီတခုပိုင်ဆိုင်နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ် ဒါဒီထက်ပိုကောင်းတဲ့လူစင်းကိုလည်းအများကြီးဖြစ်တင်းအောင်အဓိကတိုက်စစ်မှုပေါ့နော်အာဆိုသင်းလာမယ့်နေရာဒီမှာတိုက်စစ်မှုကောင်းကောင်းတယောက်သာဖြစ်တင်းခဲ့လို့ရှိရင်တော့ဒီထက်အများကြီးအများကြီးပိုကောင်းတဲ့သင်းကိုအာဆိုသင်းပိုင်ဆိုင်နိုင်မယ်ဆူဘလော့ရဲ့အများကြီးစခုနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်တစ်ဖက်ကညူကာဆယ်ဘက်ကပြန်ကြည့်မယ်ဆိုညူကာဆယ်ယူနိုက်တက်ကလက်ရှိမှာရှည်ရင်းဆွဲလူစင်းတွေကိုထိမ့်ချုပ်ရင်းတဲ့အတူဒါလာမယ့်ရာဒီကိုအဓိကဖျက်သန်းမယ်သူတို့ရဲ့တက္ကသိုလ်သမားတော်တော်များများကိုအသင်းကြီးတော်တော်များများကစိတ်ဝင်စားနေပြီးတော့ဒီကစားသမားတွေကိုလာမယ့်နေရာဒီမှာအာကျွန်တော်ကညူကာဆယ်ယူနိုက်တက်တင်တော်တော်လေးကိုထဲအထူးသဖြင့်အလက်ဇန္ဒားအီဆက်လို့ကစားသမားမျိုးကိုထိမ့် ကြောင်းဘူးတော်တော်လေးကိုပြုတ်လို့ရမယ်လို့ပြောရင်လည်းကျွန်တော်ကိုတော်ကုန်ပြီပေါ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်အကောင်းမွန်တော့နေ့တစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဘလုံးမဲ့ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4e တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုညီလို့ရပါတယ် မြန်မာလေကလေးဖို့မမိကြပါနဲ့ဗျအောက်ကကွန်မန့်နဲ့မှလည်း youth sport media 3.0နဲ့ tv4 တွေလင်းလေးတွေကိုထည့်ပြီးထားခြင်းမကျွန်တော်တို့ဆက်ကွန်တီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေကလေးဖို့မမိကြပါနဲ့မြန်မာကလေးမှမြန်မာနာဖြစ်ပါတယ်အားလုံးကြိုးတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပေါ်လို့ကောင်းကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပါအားလုံးကြိုးတင်ပါတယ်ကျွန်တော်ကွန်ပါဗျ deva ပါ